ပါဒီနေ့2025ခုနှစ်နိုဝင်ဘာလ30ရက်တနင်္ဂနွေနေ့ Federal Fund ရဲ့အပတ်စဉ်တန်ဖိုးဂရီနီတရင်ပူပေါင်းထုတ်လွှင့်မှုကိုတင်ဆက်ပေးပါမယ်ဒီဒီဘက်မှာတော့မကုတ်မြို့တွေကိုစစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့တရင်ပုတ်ကိုဆွဲဒေသဆွဲတွေရှိနေရင်တော်လည်းမပြီးဘူးလို့ KNDF စီချုပ်ပြောတဲ့တရင်နဲ့မီဒီယာမှာသတင်းဖော်ပြမှုကြောင့်မိုင်းနောင်မြို့နယ်မှာရှိတဲ့ကြားဖြတ်လောက်ကန်သူနဲ့ပြည်စီတွေကိုစစ်တပ်ကအဖမ်းပြတဲ့တရင်တွေပါဝင် တပတ်တွင်ထူးခြားသတင်းတွေကိုကြားကြမှာပါစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ပြန်ရောက်နေတဲ့ရှမ်းမြောက်ကနောင်ချိုကြောက်မဲနဲ့တီဘောစားတဲ့မြို့တွေမှာတော်လရင်တပ်ဖွဲ့ဝင်တွေနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီကဒေသခံတွေကိုဖမ်းဆီးထိန်းသိမ်းတာတွေဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။နောင်ချိုမြို့နယ်ကြောက်ချမ်းကျွော်ဥက္ကဋ္ဌနဲ့မြက်ချင်းနုကျွော်ကအတွင်းရင်းမှုကိုလည်းလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးကြောက်ချမ်းကျွော်ဥက္ကဋ္ဌကိုပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့နဲ့ မျက်ချင်းမှုကြေရွာတွင်မှုကိုနွေမာလာ24ရက်မှာဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်သူကရွှေဖီမီကို ပြောပါတယ်။နောင်ချုံမြို့ကိုစစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ပြီးချိန်ကစပြီးတန်တက် TNL တနုတက် TPL နဲ့ဆက်ဆက်တယ်ဆိုရဲဆွဆဲချက်နဲ့ဒေသခံတွေနဲ့ကြေးရွာတောင်ရှိသူတွေကိုဖမ်းဆီးတာတွေဇက်တိုက်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့ဒေသခံတချို့ကိုစစ်ကောင်စီကပြန်လွတ်ပေးတာရှိသူတို့ ဆက်လက်ထိန်းသိမ်းခံထားရတယ်လည်းရှိတယ်လို့နောက်ထပ်အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တူကဆိုပေမဲ့ဆက်လက်ထိန်းသိမ်းခံထားရသူတွေရဲ့စည်ရင်တိကျကိုတော့ရှီပီမီကတေချာမသိရသေးပါဘူး။ဒါပြင်စစ်တပ်ကပြန်လည်ထိန်းချုပ်နေတဲ့တီဘောမြို့မှာလည်းတအန်တက် TLN နေပြည်သူ့ကာကွယ်တပ် PDF တွေနဲ့ဆက်ဆက်တယ်ဆိုတဲ့ဆွေးဆွေးချက်နဲ့ဇက်စုနဲ့မြို့လေရက်ကွက်ကဒေသခံအမျိုးသား2ဦးစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်သိရှိသူတို့ကရှီပီမီကိုပြောပါတယ်။ အသက်45နှစ်နဲ့26နှစ်အရွယ်မြို့သားနှစ်ဦးကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့မှာဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဒီဘောမြို့ကန်တဦးကလည်းအိမ်ချိတ်ပိတ်တာတွေဒီတလောတိတ်ပြီးတော့မတွေ့ရဘူး။မြို့ကိုစပြီးထိန်းချုပ်တော့ကတခါတည်းနေအိမ်နဲ့ဆိုင်ကန်တရာကျော်လောက်ကိုချိတ်ပိတ်ခဲ့တာလို့ပြောပါတယ်။ တန်နီရဲ့အမတ်တစိအလံပြက်ကလေးတအန်းထီလက်မှတ်ဓာတ်ပုံစတဲ့ပစ္စည်းတွေကိုတွေးရှိရင်လည်းတန်နီနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီတပ်ကလိုက်လံဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါလေ။ဒါ့အပြင်တန်နီလေးထံစစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ကြောင်မဲမျိုးမှလည်းတော်လိုင်းရဲ့တပ်တွေနဲ့ဆက်ဆက်တယ်ဆိုပြီးဒေသခံတွေကိုဇက်တိုက်ဖမ်းဆီးလာတာတွေရှိနေပါသေး။နမလာ28ရက်နေ့ညနေပိုင်းကစပြီးမန္တလေးတိုင်းမုံကုတ်မြို့ရဲကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစတင်ဝင်ရောက်လာနေပြီလို့ မြေပြင်အခြေအနေသိရှိသူတို့ကရွှေပြည်မျိုးကိုပြောပါတယ်။ TNN ကနိုဝင်ဘာလ28ရက်နေ့ကစပြီးစကားစကူမျိုးရက်ကိုစာသွင်းနေပြီး PDF တွေကိုမျိုးရက်ကနေထွက်ခိုင်းနေမျိုးဝင်ထွက်ပိတ်ထားပြီးတော့စကားစဘက်ကစဝင်နေပြီလို့ဆိုပါတယ်။မိုးကမျိုးတွင်တဲ့ကမျိုးခံအလုံးနီးပါးကတော့မျိုးပြင်နဲ့တခြားနေရာတွေမှာထွက်ပြေးတင်းချောင်နေကြပြီလို့သူကဆက်ပြောပါတယ်။မြို့ရဲမှာရှိတဲ့တခြားတော်လိုင်းတပ်ဖွဲ့ဝင်တွေလည်းနိုဘာလာ29ရက်နေ့ကနေစပြီးမြို့ပြင်နေရာတွေမှာတက်ဆုတ်ထားတယ်လို့သိရပါတယ်။ ဒါပြင်နွေမာလာ28ရက်နေ့ကစပြီးမိုးကုတ်မြို့နဲ့မုံမိတ်မြို့အပါဝင်အဝင်ထွက်တွေကိုတရားလင်းလင်းဘက်ကစပိတ်ပြီးစစ်ကောင်စီဘက်ကနောင်ချိုမိုးကုတ်လမ်းပိုင်းကနေတဆင့်မြို့တွေကိုဝင်လာနေတာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီတပ်နဲ့ထရန်နန်လီတို့ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့ကစတင်အပြည့်ရဖို့သဘောတူခဲ့ပြီးတန်အန်းတပ်ဘက်ကလည်းမိုးကုတ်နဲ့မုံမိတ်မြို့နယ်ကိုစစ်ကောင်စီတပ်ပြန်လည်လွှဲပြောင်းပစ်ဖို့သဘောတူခဲ့ပါတယ်။ ဆက်လက်ပြီး Green Data တွင်သတင်းတွေကိုတင်ဆက်ပေးချင်ပါသည်။တပ်ဖို့တပ်မှုတွေအနေနဲ့မျိုးဆက်သစ်လူငယ်တွေကိုကောင်းမွန်တဲ့တွေးခေါ်တွေလက်ဆင့်ကမ်းဖို့အရေးကြီးပြီးမျိုးဆက်သစ်လူငယ်တွေအနေနဲ့ပုံကိုယ်ဆွဲဒေတာဆွဲရှိနေရင်တော်လိုင်းကာလာပြီးနိုင်မှာမဟုတ်ဘူးလို့မနေ့ကကျင်းပတဲ့ KNDF တက်ရင်လေးရဲဘော်တွေနဲ့လူလူတွေးဆောင်ပွဲမှာ Green အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့စစ်ရေးချုပ်ခွန်ရီတူကပြောပါတယ်။ပုံကိုယ်ဆွဲဒေတာဆွဲတဲ့ကြောင့်တော်လိုင်းရာစုတွေစီလုံးမှုမရနိုင်တာဖြစ်ပြီး တော်လိုင်းမှာတဖွဲ့တည်းတိုက်လို့မရဘူးလို့ပြောပါတယ်။ဒါပြင် KNDF ရဲ့ရဲဘော်တွေနောက်တန်းပြန်ပြီးလူလူကြသွားလာတဲ့အချိန်တွေမှာယူနီဖောင်းမဝတ်ဖို့တနက်မဆောင်သွားဖို့ထပ်လောင်းတရီပေးခဲ့ပါသေးတယ်။အဲ့ဒီအခမ်းအနားကို KA ကလာလတ်တာနဲ့ KMPDB တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိ Green B မှာ Green မြို့သားကာကွယ်တပ် KNDF Greeny တပ်မတော် KA Greeny လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကလာလတ်တာ ရင်းနှီးအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ JPU ဂရင်းနှီးအမျိုးသားငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီကယောနီနဲ့ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တို့ပါဝင်တဲ့ဂရင်းနှီးပြည်တပ်ပေါင်းစုံ CUC ဖွဲ့ JCS ကနေစစ်ရေးအရာဥဆောင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့တပ်တွေအားလုံးစုပေါင်းပြီးတပ်ဖွဲ့တွေအဖြစ်ရည်တည်ရေးအတွက် United Greenie State Army UKSA ကိုတည်ထောင်နိုင်ဖို့ဆောင်ရွက်နေကြပြီမဲ့အသည့်မဖြစ်သေးဘူးလို့ KNDF စစ်ရေးချုပ်ခရင်နီတူကပြီးခဲ့တဲ့စက်တင်ဘာလကပြုလုပ်ခဲ့တဲ့အဲ့ဒိုဘုံမီခေါ်ရိုးရာဒီဂူပွဲတော်အခမ်းအနားမှာပြောကြားခဲ့ပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတစ်ခုတိုက်ခိုက်ခံရပြီးစစ်ကြောင်းပြက်ကစင်ကလေးအားထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ခင်ဦးမြို့နယ်မုံလကျေးရွာမှာလေးရက်ကြာထိုင်ချခဲ့တဲ့အင်အား180လောက်ရှိတဲ့စစ်ကော်မရှင်နဲ့ပြူစော်တီး ပြူစောတိပူပေါင်းစစ်ကြောင်ဟာနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာပြင်ထောင်ပြူစောတိရွာကိုထွက်လာစဉ်အမတ်နှစ်ရွှေဘိုခိုင် အမတ်တုံးတက်ရင်ခင်ဦးမြို့နယ်ပကဖတိုက်နယ်1234ပကဖတွေခင်ဦးမြို့နယ်ပါလာဖတို့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာစစ်ကောင်မရှင်တက်တဲ့ပြူစောတိတွေစစ်ကြောင်းပြက်ပြီးယာယီထိုင်ချထားတဲ့မုံလရွာထဲကိုဂစင်ကလျာဆုတ်ပြေးသွားတယ်လို့ ခင်ဦးမြို့နယ်ဘခဘခတရင်ထုတ်ပြန်လာပါတယ်စစ်ကောင်ရှင်ရဲ့ပြူဇော်တိတွေရဲ့အလောင်းတွေဟာများစွာကြန့်ရှိခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့တယ်လို့တရင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တော်လိုင်းတွတ်တွေဘက်ကတော့တစုံတရာထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်တိုက်ပွဲပြီးမှာတော့စစ်ကောင်ရှင်တပ်ဘက်ကငချင်းမြေဆက်တနက်တလက် MA1 တနက်7လက် MA2 တနက်3လက် BA160 mm ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 တနက်3လက် အမေ4တနတ်တလက် G3 တနတ်၄လက် MS sniper တနတ်တလက် M1 5လက်နဲ့ G ခရဲန်တွေတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးအနေနဲ့ပိုးအိုဒေတာတွေတဲ့တင်တွေကိုတင်ဆက်ပေးချင်ပါတယ်။သတင်းမီဒီယာတွေမှာသတင်းဖော်ပြမှုကြောင့်မိုင်းနောင်မြို့နယ်မှာရှိတဲ့ online ငွေလေလောက်ကင်သူကြားဖြတ်တွေကိုစစ်တပ်ကနေအဖမ်းပြကာကြိုတင်တင်းဆောင်ထားသူတွေအများပြားရှိနေတယ်လို့ဒေတာခန်တွေထံကနေသိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းနောင်မြို့နယ် ဝမ်းကြောင်းကျွာနီးမှာရှိတဲ့ကြားဖြန့်လုပ်တဲ့နေရာတွေတဲတွေကြားဖြန့်ပစ္စည်းတွေကိုစစ်တပ်ကနွေမာလာ25ရက်နေ့ကဖမ်းဆီးရမိတယ်လို့စစ်တပ်ပိုင်းမီဒီယာမြောက်ဒီကနေနွေမာလာ28ရက်နေ့ကထုတ်ပြန်ထားပါတယ်ဒီတစ်ခါပဲမဟုတ်ပဲသတင်းထွက်ပြီးဆိုတာနဲ့စစ်တပ်ကဖမ်းပြတာခဏခဏဖြစ်တယ်အများစုကိုကြိုတင်ရှောင်ခိုင်းထားပြီးမှဝင်ဖမ်းတာမျိုးဖြစ်တယ်အဲ့ဒီဒေသတွင်တော်ရဲတခြားနေရာမှာဆောက်ဦးထပ်ဆောက်ပြီးထပ်လုပ်တယ်လို့ဒေသခံတွေကပြောပါတယ်ကြားဖြန့်လုပ်ကန်သူတွေဟာရှမ်းပြည်နယ်တောင်ပိုင်းတွင်ခြေချလာကြတာဖြစ်ပြီး ဒေသခံတွေကသားသမီးတွေကြားဖြန့်တဲ့အလုပ်လုပ်ရင်ပျက်စီးမှာကိုစိုးရင်ကြသလိုပျက်စီးကြသူတွေလည်းရှိတယ်လို့သိရပါတယ်။အဲ့ဒေသမှာရှိတဲ့ကြားဖြန့်လောက်ကင်သူတွေဟာဗမာစကားမပြောတတ်တဲ့တရုတ်တွေများပြီးဒေသခံမျိုးသမီးကိုပတ်ဆံနဲ့မြှဆွဲပြီးမိန်းကလေးငယ်တွေခန္ဓာကိုယ်ရင်းတဲ့အလုပ်တွေလုပ်ကြတယ်လို့ဒေသခံတွေကဆိုပါတယ်။တချို့တော်ရဲထွက်ပြေးတဲ့ကြားဖြန့်လောက်ကင်သူတွေဟာဒေသခံတွေနဲ့တွေ့ရင်သူတို့သွားရှင်တဲ့နေရာကိုလိုက်ပို့ခိုင်းပြီး ဒေတာခန်တွေကိုပတ်စံပြန်ပေးတာမျိုးတွေလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။နိုမာလာ24ရက်နေ့ကနေ26ရက်နေ့အတွင်းမိုင်းတော်မြို့တွင်ကြားဖြတ်လုပ်ကင်သူတွေကိုစစ်တပ်ကဖမ်းဆီးရာတရုတ်နိုင်ငံသား26ဦးနဲ့မြန်မာနိုင်ငံသား8ဦးတပ်တေကံပစ္စည်းတွေလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ရွှေကောက်ကကြားဖြတ်တွေကိုနိုင်နေနေတာကြောင့်ကြားဖြတ်လုပ်တဲ့တရုတ်နိုင်ငံသားအပါအဝင်မြန်မာနိုင်ငံသားတွေပါရှမ်းပြည်နယ်တောင်ပိုင်း၊ဂျေးတီ၊ဝမ်ဟိုင်း၊မိုင်းနော နန်းစံဒေတာတွေအထိပြန့်နှံ့လာကြတယ်လို့သိရပါတယ်။ခေါင်းစဉ်မျိုးမျိုးနဲ့ကြောက်ရွံ့ကြေးရွာမှာမကြခဏငွေကြေးကောက်ခံမှုကြောင့်အခြေခံလူတန်းစားတွေအခက်အခဲပုံမူကြုံတွေ့နေရတယ်လို့ဒေတာခန့်တွေထံကနေသိရပါတယ်။ရမ်းမြင့်တဲ့တောင်ပိုင်းညောင်ရွှေမြို့နယ်ကြောက်ရွံ့ကြေးရွာမှာကလေးပညာရေးစစ်မှုထမ်းစိတ်နောင်ကားဘလုံးပွဲစတဲ့ခေါင်းစဉ်တွေနဲ့မကြခဏငွေကြေးကောက်ခံမှုတွေရှိနေတာကြောင့်ပြည်သူတွေခက်ခဲကြုံတွေ့နေရတာဖြစ်ပါတယ်။စစ်တပ်ရဲ့စစ်မှုထမ်းစိတ်လည်းထက်ရပါတယ် ်ပီယာနိုပြီးသူစစ်စိတ်လည်းထည့်ရတယ်။ကြောင်းအတွက်လည်းထည့်ရတယ်။ပီယာနိုလူကြီးတွေလှုပ်တဲ့နောင်ကားဘောလုံးပွဲအတွက်လည်းထည့်ရတယ်။ခေတ်ကာလအချိန်နေအစဉ်မပြေလဲဒေသခံတွေကမပြောရဲကြဘူး။အစဉ်မပြေကြတဲ့ကြားတဲ့ထည့်ဝင်ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ပြီးခဲ့တဲ့ကြောင်းပညာရေးစုပွဲဆိုရင်လည်းကြောင်းကော်မတီကကြောင်းသားရှိတဲ့အိမ်ကိုတိန်၄သောင်းကျောင်းသားမရှိတဲ့အိမ်ကိုတိန်3000နဲ့ကောက်ခံနေပြီးအဲ့ဒီပမာဏဟာတနေ့လောက်တနေ့စားတွေအတွက်အဆင်မပြေဘူးလို့သိရပါတယ် ကျောင်းစုပေပဲအတွက်မထည့်မနေရထည့်နေရတာကိုပြောလို့ပညာရေးကိုအားမပေးတာမျိုးမဟုတ်ပဲခေတ်အချိန်ကြီးရရှော့ကောက်တာမျိုးကိုဒေသခံတွေကလူလာတာဖြစ်ပါလေ။ဒါပြင်ဆရာဆရာမတွေကချိန်ပိုတင်ပေးပြီးချိန်ပိုကြီးဆိုရင်လည်းနှစ်အစကလေးကတလတစ်တောင်းချက်ထည့်ပေးနေရတာလို့ဆိုပါလေ။ဂျန်နဲ့အစ်စ်သုံးစိတ်တွေစစ်မှုထမ်းစိတ်တွေဒေသခံတွေမခံနိုင်တော့ပေမဲ့အကျွေးယူပြီးထည့်ဝင်နေရတာကြောင့်ပုံမှုခက်ခဲဖြစ်စေတယ်လို့သိရပါလေ။လာမယ့်ပီယန်နိုဖွဲ့ဥဆောင်ပြုလုပ်မယ့် နောင်ကားပွဲအတွက်ကိုထပ်မံကောက်ခံမှာကိုဒေသခံတွေကစိုးရိမ်နေကြပြီးရခိုင်နေတူကလည်းနှစ်တိုင်းကောက်ခံနေရလို့ဆိုပါတယ်ပြပီမီတန်တရင်ဌာန The People Fight ခန်းတာခေါင်ပိုးတရင်ဌာနနဲ့ Greeny အခြေဆိုင် Federal Fund ကိုပူးပေါင်းတင်ဆက်တဲ့တပတ်တွင်တအံပိုး Greeny တရင်ပူးပေါင်းထုတ်လွှင့်မှုကို ကြားခဲ့ကြတာပါကျွန်တော် Software Tree ပါ